ယာကုပ်ရဲ့စီးပွားရေးကိုတောင်တိုးပွားစေတဲ့ဖခင်သခင်ကသင်ရဲ့ဘဝမှာကြုံနေတဲ့ခက်ခဲခြင်းတွေကိုတိုးပွားခြင်းနဲ့ပြန်လည်အောင်မြင်ခြင်းကိုပေးမဲ့ဖခင်ဖြစ်တယ်သင်ရဲ့စီးပွားရေးတွေသင်ရဲ့ပညာရေးတွေသင်ရဲ့အနာဂတ်တွေသင်ရဲ့ချမ်းမာရေးတွေသင်ရဲ့လုပ်ငန်းနယ်ပယ်တွေကိုကနေ့ဖယားခင်ကနေရာရွှေ့ပေးမယ်ယေရုရှလင်ရဲ့တိုးပွားစေတဲ့အရာ노ထမှုဖြစ်စေသောအရာကိုဖယားခင်နေရာရွှေ့ပေးမယ် င့်ကိုဖခင်ကဆုံးရှုံးတဲ့နယ်နိမိတ်မှာမထားတော့ဘူးတားသမီးဖြစ်မှာတော့ဘာကြောင့်နေရာမရွှေ့ပေးနိုင်ရမှာလဲအခုဒါဝိတ်ကမိဖြစ်ဘောရှက်ကိုနေရာ ရွှေ့ပေးခဲ့တယ်ဘာကြောင့်လဲတချိန်ကလည်းယောနသန်ကအရက်အရာဒီဟုသောမင်းသားအရက်အရာကို ချွတ်ပြီးတော့ဒါဝိတ်အပေါ်မှာဝတ်ပေးခဲ့တယ် ်နောက်တစ်ခုကိုဆက်ကြည့်အောင်နောက်တစ်ခုပေးလိုက်တဲ့အရာကဒါဝိပြန်ပေးတဲ့အရာကရှောလုနဲ့သူ၏အဆွေမျိုးများပိုင်ထိုက်သမျှတို့ကိုတင့်သခင်ဤတားအားငါပေးပြီတချိန်ကယောနသန်ကဒါဝိကိုဓာပေးတယ်ဓာကနှုတ်ကပတ်တော်ဖြစ်တယ်ဓာကအောင်မြင်ခြင်းဖြစ်တယ်ကနေ့ဘုရားကလည်းကျမတို့ကိုဓာပေးတယ်အောင်မြင်ခြင်းကိုပေးတယ်အဲ့ဒီအောင်မြင်ခြင်းဓာကတင့်ရဲ့ဆုံးရှုံးခဲ့တဲ့မာနခိုးယူခဲ့တဲ့အရာတွေကိုပြန်ပြီးတော့တွန်းလှန်ပြီးတော့ရယူပွင့်ရန်အတွက်ပေးတဲ့ဓာဖြစ်တယ် အဲ့ဒီဓာတ်ကတင့်ကိုအောင်မြင်ခြင်းပေးတယ်အဲ့ဒီဓာတ်ကတင့်ရဲ့ဆုံးရှုံးခြင်းတွေကိုပြန်လဲသိမ့်ပိုက်ဖို့ရန်တွတ်ပေးတာဖြစ်တယ်ဒါကြောင့်နှုတ်ကပတော်ကတင့်ရဲ့ဆုံးရှုံးခြင်းတွေကိုပြန် restore လုပ်တယ်အခုမေဖိဘောရှက် restore လုပ်ပေးတယ်တဲ့သူ့ရဲ့ဆုံးရှုံးခြင်းတွေအားလုံးကို restore ပြန်လုပ်တယ်အောင်မြင်ခြင်းတည်ဟူသောအရာအရာကိုပြန်ရလာတယ်ဒါကြောင့်ထိုပညာတိကျမ်းစာ၌ရေးထားသမျှအတိုင်း ကြင့်မြူစောင့်ရှောက်ခြင်းလို့ငါစန်းစာကိုမဖတ်မရဘဲမနေနေညမပြတ်ကြည့်ရှုဖတ်ရရမင်းတို့ပြုလင်တင်းတင်းအကြံထမြောက်၍အောင်မြင်လိမ့်မယ်သင်ဘဝမှာအကြံထမြောက်ရအောင်မြင်ခြင်းလားနှုတ်ကပတ်တော်ကိုစင်ကျင်အောင်မိနှလုံးသွင်းနှစ်ရက်တိုင်းမှာဖတ်အထဲမှာရှန်ထွက်တဲ့ဒီဖတ်သင်မအောင်မြင်မဲမနေအဲ့ဒီနှုတ်ကပတ်တော်တွေက revelation တွေကသင်ကိုအောင်မြင်ခြင်းပေးဖို့ပေးတယ်ဒါကြောင့်သင်ကနှုတ်ကပတ်တော်ကိုဝန်ခံရမယ်နှုတ်ကပတ်တော်ကိုစင်ကျင်ရမယ် ။သင်ရဲ့အတွေးခေါ်ကိုနှုတ်ကပတ်တော်နဲ့ရှံနေတဲ့အထိဖြစ်ရမယ်။ဘာကြောင့်သင်အတွေးဟောင်းနဲ့ဖြစ်နေတာလဲ။နှုတ်ကပတ်တော်သင်ရဲ့အတွေးခေါ်ထဲမှာမရှံသေးလို့။ဘာကြောင့်သင်အတိတ်ကိုပဲပြန်တူးဖော်နေတာလဲ။နှုတ်ကပတ်တော်သင်ရဲ့အထဲမှာမရှင်သေးလို့။ဘာကြောင့်သင်ကအတိတ်ကိုပဲပြန်သွားနေတာလဲနှုတ်ခတ်တော်ကသင်ရဲ့အထဲမှာမဖြစ်ရသေးလို့ရှံနေတဲ့အထိဖြစ်လိုက်ပါအောင်တချို့သောသူတွေကဖြစ်တော့ဖြစ်တယ်ဒါပေမဲ့300ဒီဂရီအပေါ်လေးပဲဖြစ်နေတာအမြင့်ဆုံးအထိရှံသွားတဲ့အထိမဖြစ်ဘူး ဖြည့်ဖို့ရန်အတွက်လိုအပ်တယ်။ Now maybe ဘောရှက်ကိုဒါဝိတ်ပေးတဲ့တတိယတစ်ခုကသင်သည်သင်ဤသားကျွန်တို့နဲ့တကွလယ်လို့ပြီးသင်သခင်ဤသားစားကြဖို့အသီးနှံကိုတွင်းရမယ်။ဇိဘမှာသားကြီးပဲ15ယောက်ရှိတယ်။ကျွန်ကအယောက်20ရှိတယ်။အဲ့ဒီကျွန်နေအားလုံးကတဲ့မင်းအတွက်အလုပ်လုပ်ပြီးတော့တဲ့မင်းအတွက်စားကြရဖို့အစားအသောက်တွေကိုလုံလောက်တည်တပ်ပိုရှန်စွာသူတို့ကအမြဲတမ်းထောက်ပံ့နေမှာမိမိပိုရှန်ဘယ်လောက်စားနိုင်ပါလဲဒီဘက်ကထောက်ပံ့ခြင်းတွေကအမြဲလာ ။ဆိုလိုချင်တာကဘာလဲဆိုတော့ဖယားသခင်ကတင့်ကို အမွေလောက်ပဲပေးတာမဟုတ်ဘူး။လုပ်ငန်းပါပေးတော့ဖယားသခင်ဖြစ်တယ်။ Maybe ဘောရှက်ကိုအမွေပဲပေးလိုက်တာမဟုတ်ဘူး။လုပ်ငန်းမှာပေးလိုက်တယ်။ပိုင်ဆိုင်သမျှမြေလောက်ပဲပြန်ရတာမဟုတ်ဘူး။သူ့ကိုလုပ်ပေးမဲ့သူတွေပါပေးလိုက်တာတပါတယ်။ business တွေကိုပါပြန် run ခိုင်းလိုက်တာဖြစ်တယ်။တနည်းအားဖြင့်အနာဂတ်ကိုပေးတာဖြစ်တယ်။ဒါကြောင့်ယောနသန်ကဒါဝိတ်ကိုပေးတဲ့အခါမှာလေးကိုပေးတယ်တဲ့။လေးက purpose ရည်ရွယ်ချက်အနာဂတ်ထိမှန်ခြင်းကို ပြောသလိုပဲအခု maybe ဘောရှရဲ့ဘဝမှာအနာဂတ်ကိုထိမှန်စေတဲ့ရည်ရွယ်ချက်ရှိစေတဲ့တန်းနိုင်ကို ရောက်စေတဲ့ဘဝကိုပြန်ပေးတယ်ဒါဆိုရင်ဘုရားသခင်ကတင့်ကိုပန်းနိုင်ကို ရောက်စေတဲ့ဘဝအနာဂတ်ကိုပေးတော်ဘဝကိုဒီနေ့မှာတင့်ဘဝကိုပေးခြင်းနဲ့တင်ကယေရှုအဖေကယ်တင်ခြင်းလောက်ပဲရတာမဟုတ်အနာဂတ်ပါရတယ် နောက်တစ်ခုမေဖိဘောရှက်ကိုပေးတဲ့လေးခုမြောက်ကမေဖိဘောရှက်သည်နေ့တိုင်းအစဉ်ငါစပွဲ၌အစာစားရမည်ယောနသန်ကဒါဝိဒ်ကိုကပန်းပေးခဲ့တယ်ကပန်းကသစ္စာကပန်းကဘယ်တော့မှသစ္စာမဖြတ်တဲ့သူ့ရဲ့ဂတိတော်တွေကို ပြောခြင်းဖြစ်တယ်သင်္ကာယခရစ်တော်အားဖြင့်ဖျားသခင်ရဲ့စပွဲမှာထာဝရအစဉ်စားရတော်သူဖြစ်တယ်ဟာလေလုယာယောနသန်ကခြေဆွန်းအပ်ပေမဲ့ပဋိညင်ကြောင့်ဘုရင်စပွဲမှာစားရတယ် ။ခနေ့ဘယက်စပွဲစားရတယ်ဆိုတာကလူတိုင်းမစားရပါဘူးအဲ့ဒီခေတ်ကမှ။ဘယက်စပွဲစားရတဲ့သူလူနှမျိုးပဲရှိတယ်။တစ်မျိုးကဘယင်းရဲ့သားတွေမှာစားရတယ်။နောက်တစ်မျိုးကအောင်မြင်တဲ့သူတွေမှာစားရတယ်။ရှုံးနေတဲ့သူတွေအတွက်စပွဲမဟုတ်ဘူး။ကိုခန္ဓာရှိနေပြီးတော့မပြည့်စုံတဲ့သူတွေအတွက်ဘယင်းစပွဲမှာဘယ်တော့မှထားလို့မရှိဘူး။ ဒါပေမဲ့ယောနသန်ရဲ့ပဋိညင်အားဖြင့်မေဖိဘောရှက်ကစပွဲမှာစားရတယ်လို့ပဲယေရှုရဲ့ပဋိညင်အားဖြင့်သင်ကခမီးတော်ရဲ့စပွဲမှာစားရတယ်။ဒါကြောင့်ကျွန်တော်ဤယန်သူတို့အရှင်မှာကျွန်တော်ဖို့စပွဲကိုခင်းတယ်တဲ့။ယန်သူတွေရဲ့အရှင်မှာတင့်တွတ်စားဖို့အတွက်ဘုရားခင်ကပြင်ဆင်ပေးတယ်။အဲ့ဒီစပွဲကအဲ့ဒီရောက်ခရောက်တဲ့အခါမှာစပြီးတော့တဲခင်းတာမဟုတ်ဘူး။အဲ့ဒီစပွဲကဘယ်ကလေးကရှိလဲဆိုအဲ့ဒီဘုရားကတင်တဲ့ဘယ်ကလေးကရှိလဲဆိုတော့ င်းရိပ်လွှမ်းမိုးသောဂျိုင်းထဲမှာကတည်းကသူကအတူရှိနေတယ်။တင်းရဲ့လက်ကိုဆွဲကင်ထားတယ်။ငါသားငါသမီးမချောင်းနဲ့တိုင်းနိုင်ငံရဲ့အခြေအနေတွေဖြစ်ပျက်နေမှာမချောင်းနဲ့ငါမင်းရဲ့လက်ကိုဆုပ်ကင်ထားတယ်။ကုန်စင်းလုံးတွေဘလောက်ပဲချစ်ချစ်မချောင်းနဲ့ငါမင်းရဲ့လက်ကိုဆုပ်ကင်ထားတယ်။ဒေါ်လာစင်းတွေဘလောက်ပဲတက်တက်မချောင်းနဲ့ငါမင်းရဲ့လက်ကိုဆုပ်ကင်ထားတယ်။ငါမင်းနဲ့အတူရှိနေတယ်။ငါရဲ့သစ္စာတရားငါရဲ့ဂတိတော်ကဘယ်တော့မှမပြတ်ဘူး။